TikTok Shop ကိုအသုံးပြုနေတဲ့သူများအတွက် TikTok Shop မှာအခမဲ့ free ပစ္စည်းဘယ်လိုတောင်းရမလဲဆိုတဲ့နည်းလမ်းလေးကိုဒီနေ့မိတ်ဆွေတို့ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။ကျွန်တော် TikTok Shop ဖွင့်လာတဲ့ကျွန်တော်ပစ္စည်းအခမဲ့ free ကိုမတောင်းတတ်ဘူးဆိုရင်ပေါ့နော်။ကျွန်တော်အခုဒီဗီဒီယိုလေးနဲ့မိတ်ဆွေတို့ကိုလက်တွေ့တောင်းမျှပေးသွားမှာဖြစ်ပါတယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်နဲ့အတူဗီဒီယိုလေးကိုအဆုံးထိ like ပါကြည့်ရှုပေးပါဦးခင်ဗျာ။ ပထမဆုံးမိမိရဲ့ TikTok profile နဲ့ဝင်မရမယ်ပေါ့နော်ကျွန်တော်တို့ TikTok profile နဲ့ရောက်လာပြီဆိုရင်ကိုကပစ္စည်းကို free တောင်းมาဖြစ်တဲ့အတွက်ဒီအောက်ကကျွန်တော်တို့ sign ဆိုတဲ့ထဲလေးကိုတစ်ချက်ဝင်မိလိုက်မယ်ပေါ့နော်ကဲဒီနေရာရောက်လာပြီဆိုရင်ကျွန်တော်တို့ဒီအပေါ်ကဖန်နီးရှင်ဆိုတဲ့နေရာလေးကိုတစ်ချက်ဆက်နှိပ်ပေးလိုက်မယ် ခဏလေးစောင့်မိလိုက်မယ်ကျွန်တော်တို့ဒီနေရာရောက်လာပြီဆိုရင် ကျွန်တော်တို့ဒီကုန်ပစ္စည်းဈေးကွက်ဆိုတဲ့နေရာလေးကိုကျွန်တော်ဒီမှာပေါ့နော်ကျွန်တော်ဝိုင်းပြတိုင်းဒီနေရာလေးကိုကျွန်တော်တို့တစ်ချက်ဆက်နေပြလိုက်မယ်ဒီနေရာရောက်လာပြီဆိုရင်ကျွန်တော်တို့အပေါ်လေးကိုနည်းနည်းဆွဲတင်ပြလိုက်မယ်ဒီအောက်မှာကျွန်တော်တို့အခမ်းမဲ့နမူနာဆိုတဲ့နေရာလေးရှိရပေါ့နော်ဒီနေရာလေးပေါ့နော် အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်ကြခဏလေးစောင့်မင်းမယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဖရီးတောင်းလို့ရတဲ့ပစ္စည်းပေါ်လာပြီပေါ့နော်ဒီလိုမျိုးလေးကြီးကျွန်တော်တို့ပစ္စည်းအောက်မှာဒီလိုမျိုးအုံးလေးတွေပါတယ်ဆိုရင်ကျွန်တော်တို့ဒါတွေကအခမဲ့တောင်းလို့ရတဲ့ပစ္စည်းတွေပေါ့နော်။ကဲဒီတွေကကိုကြိုက်တဲ့ပစ္စည်းတစ်ခုကိုအခမဲ့တောင်းကြည့်မယ်ပေါ့နော်။ကဲကျွန်တော်တစ်ခုကျွန်တော်ကြိုက်တဲ့ဟာလေးလိုက်ရှာလိုက်မယ်ပေါ့နော်။ ကဲကျွန်တော်ကဒီຫນາຍလေးကိုအခါမဲ့တောင်းကြည့်နေမယ်ပြောနော်ကဲကိုတောင်းမဲ့ຫນາຍလေးကိုကျွန်တော်တို့တရှက်နေပြလိုက်မယ်ပေါ့နော်ကျွန်တော်ကဒီຫນາຍလေးကိုတောင်းမယ်ပေါ့နော်ကဲတရှက်နေလိုက်မယ်ကဲဒါဆိုရင်ကျွန်တော်တို့ဒီလိုမျိုးပေါ်လာပြီဆိုရင်ကိုကဒီအောက်ကဒီနေရာလေးကိုအပေါ်လို့ဆွဲတင်မိလိုက်မယ် ကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာ အခမ်းမဲ့အခမ်းမဲ့နမူနာရယူပါဆိုတဲ့နေရာလေးကို ကျွန်တော်တို့တရှက်နှိပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့နာယီကိုကိုကြိုက်တဲ့ပုံစံဒီထဲမှာရွေးလို့ရတယ်ပေါ့နော်ကိုကဘယ်လိုပုံစံကြိုက်လဲကိုကြိုက်တဲ့ပုံစံကိုရွေးလို့ရတယ်ပေါ့နော် ကျွန်တော်ကတော့ဒီအနက်လေးပဲကြိုက်တယ်ပေါ့နော်အနက်လေးကိုရွေးလိုက်မယ်ရွေးပြီးသွားပြီဆိုရင်တော့ ကျွန်တော်တို့ဒီအောက်ကအခမဲ့နမူနာတောင်းဆိုပါဆိုတဲ့နေရာကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးမယ်ကဲဒါဆိုရင်ကျွန်တော်တို့အခမဲ့နမူနာပစ္စည်းတောင်းလို့ရတော့မှာဖြစ်ပါတယ်ဗောနော်ဒါဆိုရင်ကျွန်တော်တို့ဒီအောက်မှာဒီနေရာလေးကိုအမှန်ရှိရှိပေးလိုက်မယ်ကဲဒီလိုမျိုးအမှန်ကြီးရှိပြီးသွားပြီဆိုရင်တော့ ကျွန်တော်တို့ဒီအောက်ကပို့ရန်ဆိုအောင်နှိပ်လိုက်မယ်ပေါ့နော်ဒီနေရာမှာတခုပြောချင်တာကကျွန်တော်တို့ပစ္စည်းအားကိုရှိရောက်လာပြီဆိုရင်ပေါ့နော်သူတို့ကပစ္စည်းကိုကျွန်တော်တို့ light လွင်ပြီးကြော်ညာပေးရပဲဖြစ်ဖြစ်ဒါမှမဟုတ်ပေါ့နော် ကျွန်တော်တို့ကိုယ့်ရဲ့ဗီဒီယိုလေးနဲ့အဲ့ဒီနိုင်ပုံလေးကိုကြော်ညာပေးရပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးလုပ်ပေးရတယ်ပေါ့နော်ကျွန်တော်တို့3ရက်လောက်တင်ပေးရတယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်တို့ live လွင်ပြီးတင်ပေးမယ်ဆိုလည်းရရပေါ့เนาะ ဒါဆိုရင်ကျွန်တော်တို့ဒီအောက်ကပို့ရန်ဆိုတဲ့နေရာကိုနှိပ်လိုက်မယ်။ဒါဆိုရင်ခဏစောင့်မိမယ်။ကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာတောင်းဆိုရက်ပေးပို့ပြီးပါပြီပေါ့နော်။ဒီမှာဆိုရင်သူကနေပြီးတော့9ရက်အတွင်းပေါ့နော်။ကျွန်တော်တို့ကိုချက်သွယ်လိမ့်မယ်ပေါ့နော်။ဒါဆိုရင်သူ့ဘက်ကနေကျွန်တော်တို့ကို9ရက်အတွင်းပြန်ပြီးတော့ဆက်သွယ်လာပဲပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကမိတ်ဆွေတို့အတွက် အကျိုးရှိပြီးအသုံးတည့်မယ်လို့ယုံကြည်ပါတယ်အခုပြသွားတဲ့နီလန်လေးတိုင်းကျွန်တော်မိမိရဲ့ TikTok account ထဲက TikTok shop မှာပစ္စည်းဖရီးသွားတောင်းလို့ရရပါတော့ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုနောက်ထပ်မတည်တဲ့တငယ်ချင်းတွေတည့်ရအောင် like and share ပြုလုပ်သွားပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ